အလုံးမဲမင်္ဂလာပါ YK Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချင်းချင်းဆက်ဆက်အရသာလေးနဲ့အရသာထီမိနေစေမဲ့ချစ်ချင်းဆက်ဟင်းလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအခွန်နှားထားတဲ့ကြက်တံပြူလေးတွေကိုတပြားရိုက်ပြီးတော့ခက်သေးသေးလေးတွေနှုတ်နှုတ်ဆင်းထားပေးပါမယ်။ ကျက်သွန်းနီကိုလည်းခပ်ပါပါလေးလီးပြီးတော့နှုတ်နှုတ်ဆင်းထားပေးပါမယ်ပြန်ခရမ်းရင်ဒီလီးပါမယ်ရေစီပိသားခရမ်းရင်ဒီလေးတွေကိုအစိတ်ကလေးတွေလီးပါမယ် ငရုတ်ပတိလီပါမယ်ငရုတ်ပတိကိုခပပါလေးလီပါမယ်သတိနဲ့အားလုံးလည်းအစင်းနဲ့ဖြစ်ပြီဆိုတော့ကြက်သားစကင်ပါမယ်ကျွန်တော်ကတော့ကြက်သားကိုခက်သေးသေးလေးတွေပဲလီးထားပေးပါတယ်။ကြက်သားလီးတဲ့နေရာမှာကြက်သားကိုကိုယ်ချိုင်နှက်တဲ့လိုလီးနိုင်ပါတယ်။ ပြီးရင်ငရုတိချိန်ပါမယ်။ငရုတိအင်းဤတောင်လေးကိုခြေဆက်တဲ့ထည့်ပြီးတော့ကျင်းရသွားသည့်အထိချိန်ပါမယ်။ငရုတိလည်းချိန်ပြီးသွားပြီဆိုတော့ခုနကအစင်းနဲ့လီထားတဲ့ခဲအင်းညီတီထည့်ပြီးချိန်ပါမယ်။ခဲအင်းညီတီရေရွှမ်းပြီးတော့ကျင်းညတ်သွားသည့်အထိချိန်ပေးရပါမယ်။ကျသားအရသာဆန်နေပါမယ်ချုံမုံနေငယ် စာအနေငယ်ချက်သားမဟုတ်လက်ဖက်ရည်စုံ300စာလောက်ရှာလကရည်ကိုထမင်းစားစုံနဲ့300စာလောက်ထည့်ပြီးတော့ချက်သားတဲ့အရာသာလေးကိုစိတ်ဝင်သွားသည့်အထိတေချာလေးနေပေးရပါမယ်ချက်သားကိုအရာသာနေပြီးသွားတဲ့အခါမျိုးမှနှက်ထားပေးဖို့မလိုတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ရှာလကရည်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်နှက်ထားလိုက်ပြီးဆိုရင်ဟင်းချက်တဲ့နေရာမျိုးမှာအသားတွေကြည်သွားနိုင်ပါတယ်အားလုံးလည်းအဆင်သင့်ဖြစ်ပြီးဆိုတော့ဟင်းစားချက်ပါမယ်ဉာဏ်ချက်ပေါ်အတွက်ပထမအဆုံးအိုရဲကိုစီအင်းငယ်ထည့်ပါမယ် စီပူလာပြီဆိုရင်ခုနကအနုံတို့ဆင်ထားတဲ့ချက်သွန်နီလေးကိုထည့်ပြီးတော့အရင်ဆုံးစီတက်ပေးပါမယ်ချက်သွန်နီလေးနွမ်းလာပြီဆိုရင်ခုနကအနုံတို့ဆင်ထားတဲ့ချက်သွန်ပြူနဲ့ငရုတ်သီးလေးတွေကိုထည့်ပါမယ်ရင်ရောင်လေးပူလာတော့အောင်အရောင်တင်ဖို့လက်ဖက်ရည်စုံနဲ့တစ်ပစုံးစာလောက်ထည့်ပါမယ်

ပြီးရင်ရတာနေထားတဲ့ကြက်သားကိုထည့်ပြီးတော့ကြက်သားလေးနူးသွားသည့်အထိချက်ပေးရပါမယ်ကြက်သားလေးလည်းနူးလာပြီရေနှင်းငယ်လောက်ခန်းလာပြီဆိုရင်တော့မိပေးထားလို့ရပါပြီဒီလိုဆိုရင်အရသာချင်းချင်းဆက်ဆက်လေးနဲ့ထမင်းစားလို့ကောင်းမယ်ကြက်ချင်းဆက်ဟင်းလေးလေးတစ်ခွက်ကတော့အဆင်သင့်ဖြစ်ပါပြီ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီလိုလည်းကူရရှိပြီးအိမ်မှာလည်းဒီကူချက်စားလို့ရမယ်။ဟင်းချက်နေဗီဒီယိုလေးတွေကိုအမြဲတည်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကို Like and Subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်။